လာမယ့်နှစ်မှာအသက်16နှစ်အောက်ကလေးတွေကိုဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်ဖို့မလေးရှားကစဉ်းစားနေပါတယ်။ကလေးတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်ပူပန်ရတာကြောင့်အခုလိုတင်းကျပ်မှုတွေပြုလုပ်ဖို့စဉ်းစားလာရတာဖြစ်ပါတယ်။ အွန်လိုင်းကန့်သတ်ချက်တွေကိုဩစတြေးလျနဲ့တခြားနိုင်ငံတွေဘလို့ကင်တွယ်နေတာကိုလေ့လာနေကြောင်းမလေးရှားဆက်သွယ်ရေးဝန်ကြီးဖာမီဖက်ဇီကတင်းနှွေနေမှာပြောပါရယ်အသက်16နှစ်အောက်ကလေးငယ်တွေဆိုရှယ်မီဒီယာအကောင့်ဖွင့်တာနဲ့ပတ်သက်လို့အစိုးရရဲ့ဆုံးဖြတ်ချက်ကိုဆိုရှယ်မီဒီယာပလက်ဖောင်းတွေကလာမယ့်နှစ်မှာလိုက်နာကြားရလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါကြောင်းဖာမီကဗီဒီယိုနဲ့ပြောသွားတာကိုမလေးရှားနေစဉ်သတင်းစာ The Star ကအွန်လိုင်းမှာတင်ထားတာကိုတွေ့ရှိရပါတယ် ဒါကြောင့်ကျွန်တော်ယုံကြည်ပါတယ်အစိုးရအေဂျင်စီတွေနဲ့မိဘတွေကသူတို့တွေရဲ့တက်ဆိုင်ရာတာဝန်တွေအတိုင်းလှုပ်ဆောင်မယ်ဆိုရင်မလေးရှားကအင်တာနက်မြန်ယုံနေမဟုတ်ပဲအရေးအကြီးဆုံးဖြစ်တဲ့အထူးသဖြင့်ကလေးတွေနဲ့မိသားစုတွေအတွက်လုံခြုံမှုရှိမှာ ဖြစ်ပါတယ်လို့သူကဆွတ်ပြောသွားခဲ့ပါတယ်နိုင်ငံတွင်းကြီးထွားလာနေတဲ့စိုက်ဘာရာဇဝတ်မှုတွေကိုတိုက်ဖျက်ဖို့ကြိုးပမ်းတဲ့အနေနဲ့မကြသေးခင်နှစ်တွေအတွင်းမလေးရှားအစိုးရဟာဆိုရှယ်မီဒီယာဝန်ဆောင်မှုတွေပေါ်စောင့်ကြည့်ထိန်းချုပ်မှုကိုတင်းကျပ်ခဲ့ပါတယ် အဲ့ဒီလိုလှုပ်ဆောင်ခဲ့တဲ့အထဲမှာအသုံးပြုသူ၈တန်းကျော်တဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေစာပေးပို့တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေဟာလာမယ့်ဇန်နဝါရီလမှာစတင်အသက်ဝင်မဲ့စီမံတစ်တွေအရအစိုးရစီကနေလိုင်စင်ရယူဖို့လိုအပ်မဲ့အချက်လဲပါဝင်ပါတယ်။အသက်16နှစ်အရကလေးတွေကိုအသုံးပြုခွင့်ပိတ်ပင်မဲ့အစိုးရရဲ့အစီအစဉ်ကိုလွှတ်တော်အမတ်အများအပြားကအောက်တိုဘာလအတွင်းမှာထောက်ခံခဲ့ပါတယ်။ ဆိုရှယ်မီဒီယာအသုံးပြုသူတွေအကောင့်ဖွင့်ရင်သူတို့ရဲ့အသက်ကိုစီစစ်နိုင်မဲ့ကောင်းမွန်တဲ့ရန်ရာတရအထားရှိရေကိုလည်းတောင်းဆိုခဲ့ကြပါဗျ။လောကမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။